အာနန္ဒာဖျားပျောက်ဆုံးသွားသောစိန်ပြာကြီးနဲ့ကဘာကျော်ဖျက်ရဆန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Crazy အန်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရင်စစ်သည်တို့မြန်မာနိုင်ငံမှာအပြာရောင်စိန်စိန်ပြာကြီးနဲ့ပတ်သက်ပြီးတော့ကဘာကျော်ခဲ့တဲ့ဖျက်ရတစ်ခုပေါ်ပေါက်ခဲ့ပူပါရှင် ဗကံအာနန္ဒာဖရာမဝမှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်ရဲ့သင်္ချစ်တော်မှာတက်ဆင်ပူဇော်ထားတဲ့အစိမ်ပြာကြီးကိုခိုးယူသွားရာလက်ဝယ်ရှိသူတွေအားလုံးချိန်စာတင့်သည့်အလားဘေးအန္တရာယ်အသေးသေးကြုံတွေ့ရတဲ့အစိမ်ပြာကြီးရဲ့အကြောင်းကလွန်စွာစိတ်ဝင်စားဖွယ်ကောင်းလာပါတယ်ဂျိုးဇက်ဘာနာရာက ပြင်သစ်ကြောက်ကုန်တဲ့တဦးဖြစ်ပြီးတော့အိန္ဒိယနိုင်ငံသို့မူမကြာခဏရောက်ရှိပြီးတော့မိုင်းဆိုးမဟာယာဇာဆော့ဘွားကြီးအကူအညီနဲ့ကျောင်းမြတ်ရတနာအယောင်းဝယ်ပြုလုပ်နေသူဖြစ်ပါရင်မိုင်းဆိုးမဟာယာဇာဆော့ဘွားကြီးမှာချမ်းသာကြွယ်ဝသူဖြစ်ပြီးတော့ကဘာပေါ်ရှိအကောင်းဆုံးအဖိုးထိုက်တဲ့ကျောင်းမြတ်ရတနာတွေကိုစုဆောင်နေသူအဖြစ်ကြော်ကြားပါရယ်ဂျိုးဆက်ဒက်ဖာနရာက မိုင်ဆိုးမဟာယာစာစောဘွားကြီးနဲ့တနည်းတော်အခါတွေ့ဆုံကြရမှာစောဘွားကြီးရဲ့အရှိအသွေးအလွန်ကောင်းလာတဲ့အစိမ်ပြာကိုအံ့ဩခြင်းများစွာဖြစ်ခဲ့ရလေတယ်။ကဘာပေါ်မှာဒီတလုံးသာရှိမှဖြစ်ကြောင်းချီကျူးပြောဆိုရာစောဘွားကြီးကမိမိစိမ်ပြာဟာ ဘဂန်အာနန္ဒာဖျားမှာတက်ဆင်ပူဇော်ထားတဲ့စိန်ပြာကြီးနဲ့နိုင်ရှင်မရအောင်ညံ့နေသေးကြောင်းပြန်ပြောလိပါရယ်။အဲဒီအချိန်ကစပြီးဂျိုးဆန်းဟာအာနန္ဒာဖျားမှာရှိတဲ့စိန်ပြာကြီးကို ကြီးရှုလိုတဲ့ဆန္ဒပြင်းပြစွာဖြစ်ပေါ်လာပါတော့တယ်။ကြီးရှုလိုတဲ့ဆန္ဒပြင်းပြလုံးတာကြောင့် မြန်မာနိုင်ငံကိုရောက်အောင်လာခဲ့ပါလေတဲ့မြန်မာဘရင်ကိုလက်ဆောင်ပန္နာရီစတ္တကအာနန္ဒာဖျားမှာစိန်ပြကြီးကိုကြည့်ရှုလေ့လာလို့ကြောင်းလျှောက်ထားပါလေတဲ့ဂျိုဆက်ကိုဗကန်ကိုပို့ပေးပြီးအာနန္ဒာဖျားမောဝါမှာရှိတဲ့ဗုဒ္ဓသင်္ချစ်တော်တော်မှာတက်ဆင်ပူဇော်ထားတဲ့စိန်ပြကြီးကိုပြသဖို့အရိခိကဂောဘကအဖွဲ့ဝင်တွေဖြစ်တဲ့ယဟန်တော်တွေကိုလျှောက်ထားအကြောင်းကြားလိုက်ပါတယ်ဂောဘကအဖွဲ့ဝင်တွေကလည်း ဂျိုးဆက်ကြည့်ရှုလိုတာတွေကို လိုက်လံပြသကြပါရယ်အာနန္ဒာဖျားကိုအနောက်တောင်ဘက်မှဖူးတွေ့ရပုံနဲ့ဂျိန်စာတင့်တယ်လို့အယုံကြည်ခဲ့တဲ့ဗကံအာနန္ဒာဖျားမှခိုးယူခံခဲ့ရတဲ့စိန်ပြကြီးကိုပြင်သစ်ကြောက်ကုံတဲ့ကြီးဂျိုးဆက်ဟာစိန်ပြကြီးကိုမြင်တွေ့ရပြီးလိုချင်တမတ်စိတ်တွေထိမရအောင်ဖြစ်ပေါ်လာပါရယ်အဖွဲ့ဝင်တွေကိုလည်းပြည်ရဲ့များစွာနဲ့ယုံကြည်အောင် ပြောဆိုသိမ်းသွင်းပါလိမ့်မယ်မိမိဟာအခုမှမြန်မာပြည်ကိုရောက်ဖူးပေမဲ့မြတ်စွာဘုရားရဲ့တရားတော်တွေကိုကြားန နာခွင့်ရပြီးစိတ်အေးချမ်းသာမှုရရှိခဲ့ကြောင်းမိမိကိုယ်တိုင်လည်းအရှင်ကောင်းအရှင်မင်းကြီးရဲ့တို့ သာသနာ့ဘောင်ဝင်ယဟန်ပြုလိုကြောင်းယုံကြည်အောင်ပြောဆိုခဲ့ပါလိမ့်တယ်။ဂောဘကအဖွဲ့ဝင်ယဟန်တော်ရီကလည်းဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ဂျိုးဆက်ကိုယဟန်ဘောင်ကိုသွတ်သွင်းပေးတော်မူခဲ့ကြပါတယ်။မကြခင်ကာလမှာပဲယဟန်တစ်ဖြစ်လဲဂျိုးဆက်ဟာယဟန်တစ်ပါးနဲ့အတူအလဲကျဂောဘကအဖွဲ့မှာတာဝန်ထမ်းဆောင်ခွင့်ရခဲ့ပါလိမ့်တယ်။တာဝန်ထမ်းဆောင်နေစဉ်တနေ့သောညမှာ အဖို့ယဟန်နှစ်ပါးကိုမေယောအောင်မေမျိုးအောင်လို့ကိုရိုက်နှက်ပြီးဗုဒ္ဓမြတ်စွာဘုရား ရုပ်ပွားတော်အတင်းချစ်တော်မှာတက်စင်ပူဇော်ထားတဲ့စိန်ပြာကြီးကိုခိုးယူထွက်ပြေးသွားပါလိတော့တယ်။ဘဂဲအာနန္ဒာဖရာမခိုးယူထားတဲ့စိန်ပြာကြီးကိုဂျိုးဆက်ကပြည်သက်နိုင်ငံမှာရောင်းချဖို့ဂျိုးစားခဲ့တော်လဲတံပိုးကြီးလွန်းလာကြောင်းဝယ်ယူနိုင်မဲ့သူမရှိပဲအန်တဝဲမျိုးမှာသာဗဒိန်စီယာတဦးမှတက်ဆင့်အယောင်ဝယ်ပြုလုပ်ဖို့ဂျိုးစားပြန်ရာဗဒိန်စီယာကစိန်ပြာကြီးမှာဂရေတရာကျော်တအောင်စာနေပါရှိပြီးအရေးအသွေးမှာလဲ တူဘက်ကင်းတော့လေတတိယမှာအနာလေးပါနေတာကိုခွဲထုတ်ပြီးပြန်သွေးလိုက်ရင်အယောင်သွေးပုံမတောင်းပါလာမဲ့အပြင်ဈေးလဲပိုလာလာမှာဖြစ်ကြောင်းအကြံပေးတာကြောင့်သဘောကျပြီးတော့စိန်ပြာကြီးကိုဗဒိဆရာကြီးထံမှာအနန္တထားပြီးအိန္ဒိယပြည်ကိုယန္တနာအယောင်ဝင်နဲ့ခီးသွွားရာ လမ်းမှာကြားကြိုက်ခံရပြီးကြောက်ကုံတဲ့ကြီးဂျိုးဆက်အဲ့ဒီနေရာမှာပဲအနေစာရောက်ခဲ့ရပါလိတော့တယ်။ဗဒိန်ဆရာကြီးကအနာပါတဲ့အပိုင်းကိုခွဲထုတ်ပြုတ်ပြင်ပြီးဂျိုးဆက်ပြန်လာအယူကိုစောင့်မျှော်နေပါတယ်။အဲ့ဒီအချိန်မှာတပည့်ဖြစ်သူကဗဒိန်ဆရာကြီးကိုလှုပ်ချန်တက်ဖြတ်က စိန်ပြကြီးကိုခိုးယူထွက်ပြေးသွားပါတော့တယ်။ဒါပေမဲ့လမ်းခီးမှာခိုးသားသမီးတွေနဲ့တွေ့ပြီးအသက်ခံရကစိန်ပြကြီးမှလည်းဇက်မြုပ်သွားခဲ့ပါလိတော့တယ်။ ပြင်သစ်နိုင်ငံ16ဆမြောက်လူဝီဘရင်ထံကိုပျောက်ဆုံးနေတဲ့စိန်ပြာကြီးထူးဆန်းစွာရောက်ရှိလာခဲ့ပါလိမ့်တယ်။ မိုးဆိုးရီကဒေါ်ရင်းကတွေ့ရှိဆက်သားတယ်လို့ဆိုပြီးတော့လူဝီဘယင်ကြီးကစိန်ပြာကြီးကို သူ့မိဖုရားကြီးတရဖူမှာတက်ဆင်ပေးခဲ့ပါတယ်။မိဖုရားကြီးကချုံမောလာပသူဖြစ်ရာ စိန်ပြာကြီးနဲ့လိုက်ဖက်လွန်လာတယ်လို့ဆိုကြပါတယ်။စိန်ပြာကြီးလူဝီမှာဘယင်ထံကို ရောက်ရှိပြီးတော့မကြမီမှာပဲဘယင်ကိုစန့်ကျင်တဲ့ပြင်သစ်တော်လှန်ရေးကြီးပေါ်ပေါက်လာရာ လူဝီဘယင်နန်းချခံခဲ့ရပါတယ်။ စိန်ပြကြီးဟာလူဝေဘရင်ချံကိုကြားရောက်ပြီးမကြမီမှာဒီကိစ္စကိုကြုံတွေ့ရတာဖြစ်ပါတယ် ခရစ်နှစ်1982ခုနှစ်မှာပြင်သစ်အမျိုးသားညီနာခံအဖွဲ့အစည်းပြီးတော့အခြေခံဥပဒေသစ်ကိုဒုတိယအကြိမ်ရေးဆွဲကဘယင်စနစ်ကိုဖျက်သိမ်းပြီးသမ္မတနိုင်ငံထူထောင်ကြောင်းကြေညာခဲ့ပြီးတော့အမျိုးသားညီလာခံဆန္ဒမဲနဲ့လူဝီ16နန်းကြဘယင်နဲ့မိဖုရားအားတည်တံပေးပြီးတော့1993ခုနှစ်မှာကွန်မြတ်ခဲ့ပါတယ်။စိန်ပြာကြီးတက်ဆင်ထားတဲ့တယ်ဖုန်းနဲ့တကွနန်းတွင်းပစ္စည်းတွေကိုပြားတိုက်မှာထိန်းသိမ်းထားခဲ့ရပြည်သူနိုင်ငံမှာအု ုပ်ချုပ်ရေးပုံစံအမျိုးမျိုးပြောင်းလဲနေချိန်မှာပြားတိုက်ဖောက်ထွင်းခံခဲ့ရပါတယ်ဖောက်ထွင်းခိုးယူခံခဲ့ရတဲ့ပစ္စည်းတွေမှာစိန်ပြားကြီးထက်ဆင်ထားတဲ့တရဖူကြီးလည်းပါသွားခဲ့ပါတယ်ပြည်ထောင်နိုင်ငံအတွင်းမှာ ခိုးယူခံခဲ့ရတဲ့အစိမ်းပြာကြီးကိုအင်္ဂလန်နိုင်ငံစိန်ကုံတဲကြီး Fox ဆိုသူကတစုံတယောက်ထံကဝယ်ယူခဲ့ရာဒါဖြစ်သူကခိုးယူသွားရာမကြခင်ဒါဖြစ်သူမိမိကိုကိုမိမိအဆုံးစီရင်သွားခဲ့ပါတယ် Fox မသိမီ Francis ဆိုသူကိုရောင်းချခဲ့ပါတယ် Francis ကနေတဆင် Daniel Essen ကိုပြန်ရောင်းခဲ့ပါတယ် Daniel က Francis ကိုခင်မရင်ဆွဲရှိတာကြောင့်နောက်တစ်ချိန်သွားတွေ့ရာအိမ်ရဲမှာတည်ဆုံနေပါတယ် Daniel က1830ပြည့်နှစ်အထိ စိန်ပြာကြီးကိုတင်ဆက်ထားပြီးမစ္စတာဆာဟင်ရီသိုမတ်စ်ဟိုကိုစတာလင်ပေါင်18000နဲ့အယောင်ချလိုက်ပါတယ်။တန်းကျွေတထင်းမစ္စတာဟိုကဇနီးဖြစ်သူအတွက်လေဆွေလှုပ်ပြီးတော့မွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်။စိန်ပြာကြီးစင်စာတင်နေဆိုပြီးတော့သူတို့မျိုးငါတို့မျိုးပြောကြတော့လေစင်စာတင်နေဆိုတဲ့အယူအဆကိုအယုံကြည်မရှိဟုဆိုကဈေးကြီးပေးဝယ်ပြီးတော့စိန်ပြာကြီးကိုဟုတ်လို့အမိပေးပြီးတော့ဇနီးဖြစ်သူကိုပေးခဲ့ပါလိမ့်တယ်။မကြမီတူးတဲ့သောသူတို့ရဲ့ က်သားဖြစ်သူကားတိုက်မှုဖြစ်က ဆုံးပါသွားခဲ့ပြန်ပါတယ်။မစ္စတာဟုံးမှလည်းမတော်တဆထိခိုက်မှုနဲ့ပဲအနေစားရောက်ခဲ့ရပါတယ်။ခရစ်နဲ့1908ခုနှစ်ပထမကမ္ဘာစစ်ကြီးမဖြစ်ပွားမီ နှစ်အနေငယ်အလိုမှာစိန်ကုံတဲ့ကိုလို့ဆိုသူဟာရုရှားဘုရင်မျိုးနွယ်မင်းသားကြီးဖြစ်သူ ခရီတိုစကီယာစိန်ပြာကြီးကိုရောင်းချခဲ့ပါတယ်။ မင်းသားကြီးထံကကြောက်တံဖို့အပြေဝမရရှိတဲ့အပြင်ကိုလုံးမှာမိမိကိုမိမိစီရင်သွားခဲ့ပြန်ပါတယ်။မင်းသားကြီးကခရီတုစကီကသူချစ်ကြိုက်နေတဲ့ကားချီတဲမာလီလော်ရီကိုလက်ဆောင်ပေးခဲ့ပြန်ပါတယ်။လော်ရီက ပြင်သစ်ပြည်မှာနာမည်ကျော်အနုပညာရှင်တဦးဖြစ်ပါတယ်။ကားကျယ်တယ်မာလီလော်ရီကမင်းသားကြီးထံကစိန်ပြာကြီးကိုလက်ခံရယူပြီးမကြာမီမှာဇက်ခုံပေါ်မှာကားပြနေစဉ်ခြောက်လုံးပြူတနက်နဲ့လှုပ်ချန်ခြင်းခံခဲ့ရရှာပါလိမ့်။ကားကျယ်တယ်မာလီတည်ဆုံးပြီးနှစ်ရက်အကြာမှာစိန်ပြာကြီးကိုလက်ဆောင်ပေးခဲ့သူမင်းသားကြီးမှာ Paris Lanterland ပေါ်မှာအမည်မသိလူတစ်ယောက်ရဲ့လှုပ်ချန်ခြင်းကိုခံရပြီးတော့ကွယ်လွန်သွားခဲ့ပါတယ်။မကြာမီကာလမှာဘော်ရှီဗစ်တော်လန်ရေးဖြစ်ပေါ်လာပြီးတအူးစံပိုင်းပရင် င်စနစ်ချုပ်ငိမ့်သွားပါလိမ့်တယ်။စိန်ပြကြီးလည်းအစာပြောက်ခဲ့ပြန်ပါတယ်။အစာနာပြောက်နေတဲ့စိန်ပြကြီးကဂရိယန္တနာကုံတယ်ကြီးတဦးမှတူရကီဘရင်ဆူဒန်အက် ပက်ဒူဟာမက်စ်ကို ရောင်းချခဲ့ရာကနေစိန်စာတဲ့နေ့ဆက်လက်ထွက်ပေါ်ခဲ့ပါတယ်။စိန်ပြာကြီးကိုရောင်းချခဲ့တဲ့ဂုံတယ်လင်မယားနှစ်ယောက်ကမီယထားမောင်ရင်သေးသွားသလိုဆူဒန်ဘရင်မှာလည်းတွတ်တွခါအောင်ယူသွားခဲ့ရပါလိမ့်တယ်။ဆူဒန်ရဲ့သားတိုနီမစ်စစ်ကစိန်ပြာကြီးကိုဆက်လက်ထိန်းသိမ်းကာနန်းတက်ပါတယ်။မကြာမီမှာပဲပုံကံမှုတွေဖြစ်ပွားပြီးတော့အသက်ခံခဲ့ရပါလိမ့်တယ်။ခရစ်နှစ်1912ခုနှစ်မှာအမေရိကန်မှာရှိတဲ့စိန်ကုံတဲကြီးတဦးထံက ဂုံတီရှိ Mrs. Klein က Stalin ပေါင်း9200နဲ့စိန်ပြာကြီးကိုဝယ်ယူဝတ်ဆင်ခဲ့ပါတယ်။စိန်ပြာကြီးကိုယူပြီးမကြာမီတန်းငယ်ဖြစ်သူ Vincent Mrs. Klein မှာကားတိတ်ပြီးတော့အသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုခဲ့ပါတယ်။အဲဒီအချိန်ကစပြီးတော့စိန်ကုံတဲကြီးတွေကမြမပကံပြည်က ကျင်းစာတဲ့စိန်ကြီးနဲ့တညီတမြွတ်ထဲလက်ခံခဲ့ကြပါလေတော့တယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရောစိန်ပြကြီးနဲ့ပတ်သက်တဲ့ထင်မြင်ယူဆချက်တွေကို comment box လေးထဲမှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးသွားကြပါအောင်ရှင်။